ဒီဘလော်လေးမှာတော့ထုံကြီးတစ်ပါးကနေပြီးတော့ငါရန်ကြောင်းသူတမိငယ်လေးကိုအတဲအရမချင်းချောက်ပြီးတာမယာအဖြစ်ပြုကျင့်ခဲ့တဲ့နောက်ဘဝငါးလာရတဲ့အချိန်မှာအရက်လက်တယ်နဲ့ဖြတ်ချရာကနေအမှုငါပေါ်လာခဲ့တဲ့အကြောင်းအရာလေးကိုပြောပြခြင်းပါတယ်ခင်ဗျဒီအကြောင်းအရာလေးကဘယ်မှာဖြစ်ခဲ့တာလဲဆိုတော့အေယာဝတီတိုင်းမြောင်းမြမြို့ဖျားမှုတူရှမ်းစုကြီးရွာမှာရှိတဲ့ရွာဦးကျောင်းဆရာတော်ဥဥတ္တမဘွဲရတော် လူနာမီကတော့ဥယေလွန်လို့ခေါ်ပါတယ်အတက်က90နဲ့6နှစ်ရှိပါတယ်ဝါကတော့15ပါရတာဝါတော့အဲ့ဒီဘုန်းကြီးကနေပြီးတော့အတက်ကတော့14နှစ်အရွယ်ပေါ့ကျောင်းထားတာနောက်ကျတဲ့အတွက်အတန်းကတော့9တန်းပဲရှိပါသေးတယ်အဲ့ဒီကလေးမလေးကိုတာမရအဖြစ်ပြုကျင်တာဖြစ်ပါတယ်ဒီကလေးမလေးကဘယ်လိုလုပ်ပြီးကျောင်းကိုရောက်လာတာလဲဆိုရင်တရင်ထဲမှာတော့နာခိဒေတာမှာရှိတဲ့ဒီမှာနှစ်ပါးကဆင်းရဲချွတ်တဲ့အတွက်တဲ့ တို့ရဲ့သားအကြီးလေးနဲ့ဒီသမီးငယ်လေးကိုသူတို့နဲ့ရင်းနေတဲ့ဒီဆရာတော်ရဲ့အကြောင်းမှာအနှံထားခဲ့တာဖြစ်ပါတယ်။အဲ့တော့ဆရာတော်ကလည်းတာဝန်ယူပြီးတော့ကြောင်းထားပေးတာပေါ့ဗျာ။အဲ့ဒီလိုနေလာရင်းနဲ့ဒီဖုန်းကြီးကနေပြီးတော့သူ့အကြောင်းမှာနေတယ်။သူ့အရေးမှာခိုနေတဲ့ဒီကလေးမလေးကိုအခြားသူတွေကလည်းပြန်မပြောနဲ့။မိဘတွေကလည်းပြန်မပြောနဲ့လို့အတင်းအဓမ္မချင်းချောက်ပြီးတော့တာမယားအဖြစ်ပြုကျင့်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုနဲ့ကလေးမလေးမှာကိုဝင်ရလာတဲ့အခါကျတော့ဒီဖုန်ကြီးကနေပြီးတော့နောက်ပိုင်းကလေးမလေးရဲ့မိဘတွေပါ ရောက်လာတဲ့အခါမှာအဲ့ဒီကလေးမလေးရဲ့မိဘတွေကိုအကုန်ခေါ်ပြီးတော့ကျောင်းမှာရှိတဲ့လူတွေကိုတော့ငါတရားစခန်းသွားဦးမယ်ကွာသွားเสียရရှိတယ်လို့ပြောပြီးချင်းကုန်းဆိုတဲ့ရွာလေးကိုသွားပြီးတော့အရက်လက်တယ်နဲ့အဲ့ဒီကလေးမလေးရဲ့ကိုဝင်ငါးလာကိုဖြတ်ချလိုက်ပါအဲ့ဒီလိုကိုဝင်ဖြတ်ချပြီးတဲ့နောက်မှာ ဒီကလေးရဲ့မိဘနှစ်ပါးရောဒီကလေးကရောဘုန်းကြီးရဲ့ချင်းချောက်မှုဒဏ်တွေကြောင့်ဒီเจ้าရောဘယ်သူမှလည်းမပြောရဲဘူးမတိုင်တော့ရတဲ့အခါကျတော့ဒီဘုန်းကြီးကဒီကိစ္စဟာပြီးသွားပြီလို့သူထင်ထားပုံရပါတယ်ဖြစ်ချင်တော့ဒီကလေးမလေးကြောင်းတက်တဲ့အခါမှာကလေးမလေးရဲ့အပြုတ်မှုအနေထိုင်ကိုကြည့်ပြီးတော့မတင်ကြတဲ့အတွက်ဆရာဆရာမတွေကနေမင်းများလိုက်တဲ့အခါမှာတိသွားတယ်ပေါ့ဗျာ ဲ့ဒီလိုတိသွားတဲ့အခါကျတော့မှဆရာဆရာမတွေနဲ့ကလေးတငယ်အခွင့်အကာအွယ်ကြီးအဖွဲ့ကပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းပြီးတော့မြောင်းမြမြို့ရဲစခန်းကိုသွားပြီးတော့အမှုဖွဲ့တိုင်တန်းအရေးယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုအမှုဖွဲ့တိုင်တန်းလိုက်တဲ့အခါမှာဒီသက်ဆိုင်ရာပုဂ္ဂိုလ်တွေကနေပြီးဒီကလေးမလေးနဲ့သူ့မိဘတွေကိုခေါ်မယ်လို့အစီအစဉ်ရေးဆွဲနေတော့မှပဲဒီဖုန်ကြီးကနေပြီးအဲ့ဒီကလေးမလေးနဲ့မိသားစုကိုသူ့เจ้าကနေခေါ်ပြီးတော့တခြားကို ထွက်ပြေးသွားပါတယ်အဲ့ဒီလိုခြေရာဖြောက်ပြီးထွက်ပြေးရင်းနဲ့ဖက်အံကိုရောက်သွားတဲ့အခါကျတော့အဖမ်းခံလိုက်ရပါတယ်အဲ့ဒီအခါမှာကိုဝင်ဖြတ်ချခံထားရတဲ့ကလေးငယ်ကိုတော့အခုညောင်းမြမျိုးဆေးရုံမှာတင်ပြီးတော့ဆေးကုသမှုခံယူခွင့်ပေးထားပါတယ်ဆေးကုနေရပါတယ်အဲ့ဒီအချိန်မှာပဲဒီလူရုပ်မှာမရင်းကောင်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါကျတော့သူကဘာပြောသလဲဆိုရင်ဒီ2025ဇွန်လကနေစတင်ပြီးတော့တဲ့ဒီကလေးမလေးကို အကျဉ်းကြီးသားမယားပြုကျင့်ခဲ့တဲ့အကြောင်းလဲသူကဝန်ခံထားပါတယ်။ကလေးမလေးကိုလည်းအခြားလူတွေနဲ့မိဘတွေကိုမတိုင်ဖို့သူ့အနေနဲ့ချင်းချောက်ထားတဲ့အကြောင်းကိုလည်းအမှန်တမ်းထွက်ဆိုသွားပါတယ်။အခုလက်ရှိအချိန်မှာတော့တရားခံဖြစ်တဲ့ယဟန်အမိဥဥတ္တမလူအမိဥအေးလွန်အသက်56နှစ်ဝါအားဖြင့်15ဝါရှိတဲ့ပုဂ္ဂိုလ်ဒီရဲစခန်းမှာပုံမှန်3ခုနဲ့ တရားဆွဲဆိုခြင်းခံထားရပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်အနေနဲ့တခုပြောချင်တာကညာသားဖြင့်ကျွန်တော်တို့နိုင်ငံမှာကဒီဆင်းရဲချို့တဲ့တဲ့မိဘတွေပဲဖြစ်ဖြစ်တချို့ဆိုရင်လည်းပြည်စုံရပေမဲ့ကိုသားသမီးတွေရဲ့ပညာရေးစီးပွားရေးပေါ့နော်အကြောင်းအမျိုးမျိုးနဲ့ကြုံလာတဲ့အခါမှာကိုကကြီးတဲ့ဒေတာဝင်းနေတယ်ဆိုရင်မြို့ပေါ်မှာရှိတဲ့ဘာကြီးဖုန်ကြီးတို့ဦးလေးဖုန်ကြီးတို့စသည်ဖြင့်အဲ့ဒီလိုဆွေမျိုးနီးစာရာအကြောင်းနေမှာတွားပြီးတော့သားသမီးတွေကိုအတ်ထားတတ်ပါတယ် တချို့ကျောင်းတွေဆိုရင်ကျောင်းတက်တဲ့အမျိုးသမီးငယ်တွေတောင်မှဇေယျပေါ်မှာအပြစ်ရှိတာကိုတွေ့ရပါတယ်။အဲ့ဒီလိုဖြစ်လာတဲ့အခါမှာဒါဝရကျွန်တော်ဒီကန္တာဝိနည်းကန္တာနဲ့ပြောမှမဟုတ်တဲ့အတွက်လူမှုရေးရှုထောင့်မှာနေပြောပါ။ဘုံကြီးရဆိုတာလဲပုထုဇဉ်ပဲဗျာ။ဒီကိလေသာကဲဆင်သောပုဂ္ဂိုလ်မဟုတ်ဘူး။ကိလေသာပယ်တတ်နေတဲ့ပုဂ္ဂိုလ်ဆိုရင်တောင်မှဩဒါတော့ငါမလုံတင်ဘူးဆိုပြရကြမှာ။ ဒီစိတ်ကိုပယ်တတ်နိုင်အောင်ပါအခုကကိလေသာပယ်တတ်ဖို့တောင်မှအစီအစဉ်မရှိတဲ့ပုံကိုယ်လေးနဲ့ညားတဲ့အခါမှာကိုယ့်ရဲ့တမင်မင်းကလေးအတွက်ဘလို့မှမလုံးချုံပါဘူးဘာဖြစ်လို့လဲဆိုတော့အားလုံးကပုထုဇဉ်တွေဗျအခုကောင်းနေတဲ့တော့ခါစိတ်ပြီးဖောက်လဲဖောက်ပြန်ဖြစ်တတ်ပါဒါကြောင့်မိဘတွေအနေနဲ့လည်းကိုယ့်ရဲ့သမီးမိန်းကလေးတွေကိုဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ်ညနေလွဲခဲဖြစ် ယာနုံးကြီးယုံကြည်စိတ်ချပြီးတော့အဲ့ဒီလူတွေပို့ဆောင်လာတယ်ထားလာတယ်မလုံးသင့်ဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်ပြဿနာဆိုတာမဖြစ်ရင်တော့ကောင်းပါတယ်တကယ်ဖြစ်သွားတဲ့အခါကျတော့နှစ်ဦးနှစ်ဖက်လုံးအတွက်အကျိုးရုပ်တာပဲရှိပါတယ်ဆုပ်ယုပ်ခြင်းကိုပဲဥတည်သွားပါတယ်ခင်ဗျာဒီဖြစ်စဉ်ကိုကြည့်လိုက်တဲ့အခါမှာလဲဘုန်းကြီးဥဥတ္တမကအသက်က56နှစ်တဲ့ဘွာက55ဘွာဆိုတော့အသက်ကြီးမှဝတ်ခဲ့တာသိကြပါတယ် ်ပုထုဇဉ်ဖြစ်ခြင်းဆိုတဲ့သဘောတရားအရာလဲဖောက်လဲဖောက်ပြန်ဖြစ်လာမယ်အဲ့ဒီတော့တမင်းငယ်လေးဘဝကန်ဆိုးသွားတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဘာပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံမှာဘာသာရေးခေါင်းဆောင်သာသနာရေးခေါင်းဆောင်တွေကဘာသာဝင်အလုံးရဲ့စံပြဖြစ်ရမယ်ပုံကူတွေကအခုလိုဆက်စုပ်ရွှန်ရှားစရာကောင်းတဲ့အလုပ်ကိုလုပ်တာက တော်တော်လေးကိုကြားရတာလဲအကြည့်တန်တယ်လို့မြင်ရတာလဲအကြည့်တန်ပါတယ်။ဒါကြောင့်ရှေ့ကဒီလိုအဖြစ်အပျက်မျိုးတွေကင်းစင်ပါစေလို့ကျွန်တော်ကတော့လက်လိုက်လှဲလဲဆုတောင်းမိတယ်မျှော်လင့်မိပါတယ်။ဒီဘလော်လေးကတော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်ဗီဒီယိုအစ်စ်အစ်စ်တွေနဲ့ပြလာခဲ့ပါဦးမယ်ခင်ဗျာ။